စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ရှိပြည်တော်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စကိုင်း ဝိဇာပွဲ၊သိပ်ပံပွဲ၊တင်တန်းအမှတ်စဉ်16နဲ့ AGDI W မှာတင်တန်းအမှတ်စဉ်19တင်တန်းဆင်းပွဲနဲ့အလောက်ခန့်အလွှာပေးရပွဲခန်းအားကိုဒီကနေ့မနက်ပိုင်းမှာအဆိုပါဒီဂရီကောလိပ်ပွဲနှင်းသမင်ကမ်းမမှာကျင်းပရမှာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်အဖွဲ့ဝင်နေဆက်ရေးအောင်ဝန်ကြီးဌာနနဲ့တိုင်းရင်းသားလူမျိုးများရေးအောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေက တဲ့နန်းစင်မောင်မဲတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရမှာဒီငယ်အေဂျင့်ရေးတည်များစွာအရေးကြီးပါကြောင်းဒီငယ်အေဂျင့်မှုရှိမှသာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာတိုင်းဒေသပြည်သူများနဲ့အတူတူကပူးပေါင်းပြီးညီညီညွတ်ညွတ်ဆွေးစည်းလုံလုံဖြင့်ဆောင်ရွက်သွားကြရန်လိုအပ်မှာဖြစ်ပါကြောင်းနိုင်ငံတော်ရဲ့တာဝန်များကိုစူးစမ်းထမ်းဆောင်သွားကြရန်အထူးတိုက်တွန်းမှာကြားလိုကြောင်းပြောကြားပါသည် ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးကဝိဇာဘာသာရပ်နဲ့တိတ်ပံဘာသာထူးချွန်စုရရှိသူနှုတ်ကို၎င်းတန်နေသားကြီးဝန်ကြီးချုပ်ကအင်ဂျင်နီယာထူးချွန်စုရရှိသူတခုကို၎င်းကွန်ပျူစုများပေးအပ်ခြင်းမြင့်ပေးတပ်ဆိုင်ရာဝန်ကြီးဌာနများမှကိုယ်စားလှယ်များကအလုပ်တာဝန်ခန့်အလွှာများပေးအပ်ကြပါသည်အဲ့ဒီနော်ပြည်ထောင်စုဝန်ကြီးနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဒီထူးချွန်ចောင်းသားចောင်းသူများနဲ့မိဘများအားတွေ့ဆုံပြီးဂွန်ပြူအားပေးစကားပြောကြပါတယ် ွန်လွဲပိုင်းမှာပြည်တော်စုဝင်ကြီးတွေဒီဒီကောလိပ်စီဝေးကမ်းမှာကျောင်းအုပ်ကြီးဒုတိယကျောင်းအုပ်ကြီးတာမောက်ကဌာနမှူးများနဲ့တွေ့ဆုံကကျောင်းအုပ်ကြီးကဒီဂရီကောလိပ်ရဲ့အုပ်ချုပ်ရေးစီမံခန့်ခွဲရေးတင်ကြားရေးလေ့ကျင့်ရေးစိုက်ပျိုးမွေးမြူရေးနဲ့ရေမီရရှိမှုတင်ပြချက်များအပေါ်လိုအပ်သည့်များပေါင်းစပ်ညီနိုင်ဖြည့်ဆည်းပေးပြီးဒီဂရီကောလိပ်ရှိဆရာဆရာမများဝန်ထမ်းများနဲ့ကျောင်းသားကျောင်းသူများအတွက်ချင်းမြေငွေများပေးအပ်ပါတယ်။ ဲဒီနောက်ဒီဂရီကောလိပ်အတွင်းရှိတိုင်းသားယူရယဉ်ကျေးမှုပြကန်းဘာသာရပ်အလိုက်လေ့ကျင့်သင်ကြားနေမှုများသင်ကြားမှုအထောက်အကူပစ္စည်းများဖြစ်တဲ့ computer numerical control cnc select machine လောက်ဆောင်ဆောင်ရွက်နိုင်မှုအိတ်ဆောင်များစားရည်သားများငကူးမွေးမြူရေးဆောင်ရွက်ထားရှိမှုစသည်တို့ကိုလည်းလည်းကြည့်ရှုဆက်စပ်ပြီးလိုအပ်တာများမှာချားဖြည့်ဆည်းဆောင်ရွက်ပေးပါတယ် ညနေပိုင်းမှာပြည်ထောင်စုဝန်ကြီးကတင်တန်းစဉ်ចောင်းသားចောင်းသူများအားပွဲနှင်းသမင်ခန့်မှမှာဂွန်ပြုညစာစားပွဲဖြင့်တဲခင်အိတ်ခံခဲ့ပြီးចောင်းသားចောင်းသူများရဲ့ပျော်ပြေအစီအစဉ်များကိုကြည့်ရှုအားပေးကပြည်ထောင်စုဝန်ကြီးနဲ့တန်ထိသာကြီးဝန်ကြီးချုပ်တို့ကဂွန်ပြုပန်းခြင်းနဲ့ဂွန်ပြုစုဝင်များချင်းမြင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ